မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတွေအားလုံးဆရာက2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်တလားသာချောင်းရံဆောင်ရံအတွက်ကံကြမ္မာဘောဇနန်းကိုတင်းငွေနေသားသမီးတွေအတွက်ဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာဘရမတင်းငွေနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးပညာမှန်ခင်ဗျာဝေးကွာကြပါစေကြောင်းနဲ့တင်းငွေနေသားသမီးမိတ်ဆွေတွေအားလုံးဒီဗီဒီယိုလေးကို share ပေးသွားကြပါအောင်လို့ဆရာကပြောချင်ပါတယ်ဒီ2025ခုနှစ်17လပိုင်းအတွက်မှာတင်းငွေနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရင်ထဲမှာဘယ်အရာတွေရှိနေမလဲဆိုရင် 2025ခုနှစ်7လပိုင်းတွင်မှမိတ်ဆွေတို့ရဲ့ရင်ထဲမှာစုံထက်ချက်တခုခုကိုချမှတ်ရတော့မယ်ငါဟာဒီကိစ္စတခုခုကိုလှုပ်ဆောင်ရတော့မယ်ဆိုတာမျိုးကျင်းသိစဉ်းစားတွေးခေါ်ပြီးတော့ဆုံးဖြတ်ပြီးတော့မဖြစ်ဖြစ်အောင်လုပ်မယ်မရရအောင်လုပ်မယ်ဆိုတဲ့ဖြစ်လို့တဲ့စိတ်မိမိတို့အနေနဲ့ဟိုယောက်ျားတို့ဆိုရယ်ဒေဃာမလျှော်ဆိုတဲ့လိုမျိုးဖြစ်အောင်ကြုံဝါမိရှိနေတော့ကာလဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ရင်ထဲမှာဖြစ်လို့သောကိစ္စဖြစ်ချင်တဲ့ကိစ္စတွေကိုအချိန်တိုင်းတာလေးတခုကိုရိတ်သတ်မှတ်ပြီးတော့ခြေတိုးဆောင်ရလှုပ်ဆောင်နေတော့ကာလပိုင်းခြားဖြစ်ပေါ်နေတော့ကာလဖြစ်ပါတယ် တို့အပြင်မိတ်ဆက်တမန်တော်ကာသမီတွေအနေနဲ့အထူးသဖြင့်လုပ်ငန်းကိုင်ငံနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ပြောပြပြီးပြရစီ ဒီကလာတာတော်တွင်မှာမိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှင်အလုပ်ပြိုင်လုပ်ငန်းပြိုင်ကြီးပေါ်တက်ပြင်မဲ့လို့ဘာကိုမဆိုချစ်တို့ဆောင်ရဲလို့ဆောင်မှာအထူးသဖြင့်ကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေကိုတတိထားစင်ကြမှာအပေါင်းနဲ့ကိစ္စလေးတွေမိတ်ဆွေအပေါင်းနဲ့ဟောင်းလေးတွေကိုတတိထားပြုမှုစင်ကြရင်ပို့ပြီးတော့အားသာကောင်းမှုပြီးတော့မိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်လို့ဖြစ်စီလုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်လို့လုပ်ငန်းပြိုင်အလုပ်ပြိုင်နဲ့ပတ်သက်လို့ရှင်တော့တတိထားစင်ကြပြရန်အတွက်တော့လူအပ်သောကာလအပိုင်းရှားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ထို့ပြင်ကျွန်တော်တို့ဒါသမီးမိတ်ဆွေတွေအနေနဲ့အဲအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာလေးတွေမှာသတိထားဆင်ခြင်ပေးဖို့လိုအပ်တယ်လို့ဘာသာတရားလေးနည်းနည်းမေ့နေတယ်ဗဇက်ကဖျားလက်ကကာယဆိုတော့ကာလဖြစ်နေတဲ့အတွက်ဘာသာတရားနဲ့ပတ်သက်လာရင်ပုံမူပြီးတော့ထိတွေ့ပြီးတော့ကောင်းမွန်အောင်လှုပ်ဆောင်တာဟာပုံမူအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာကောင်းပြီဒါပေမဲ့မိတ်ဆွေတို့လုံးနေသားသမီးမိတ်ဆွေတွေဟာလုပ်ငန်းနဲ့ပတ်သက်လို့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြရစီဒီတစ်လတာအတွင်းမှာတနင်္ဂနွေနေ့သားသမီးမိတ်ဆွေတွေဖို့ အယောင်းဝင်တဲ့ပတ်သက်တော့လုပ်ငန်းတွေရှေ့တို့ဆောင်ရလုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်ပါတယ်။ဒါအပြင်အလှကိုဆိုင်ရလုပ်ငန်းတွေဖန်စီပစ္စည်းတွေပကြီးပမှုဗေဒင်ပေဒစံကြတဲ့ပတ်သက်တော့လုပ်ငန်းတွေရှေ့တို့ဆောင်ရလုပ်ဆောင်မှအထည်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်။ရောင်းဝယ်ရေးဆိုင်ရလုပ်ငန်းတွေအကျိုးပေးပါတယ်။ကွန်ပျူတာတို့ကားတို့ဆက်ပစ္စည်းတို့စားတောက်ကုန်လုပ်ငန်းတို့စံစီစေစားတဲ့ပတ်သက်တော့ရလိမ့်မယ်။ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ အဲမိတ်ဆွေတို့နေအဖွဲ့အစည်းတို့အသင်းအဖွဲ့တို့နေပတ်သက်ပြီးလှုပ်ဆောင်တာကဆက်တူလုပ်ငန်းကလေးတွေအဆုရှယ်ယာကလေးတွေစုကြေးကလေးတွေဒီလိုမျိုးလုပ်ငန်းတွေရှိလို့ကောင်းမွန်အားသာပြီးတော့လက်လွန်နေသောငွေကြေးတွေမှာပြန်လည်တောင်းဆိုပါ ပြန်လေရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့ညီကိုမောင်နှမတွေရဲ့အငွေကြီးထောက်မှုတွေရရှိတာမျိုးလေးတွေညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့ငွေကြီးအဆင်ပြေမှုတွေကို ရရှိတတ်သောကာလဖြစ်ပါလေခင်ဗျာဒါအပြင်တွင်းထွက်ပစ္စည်းတို့ချွေးတို့ရရှိတာမျိုးလေးတွေဓာတ်ဆီတို့ဒေါ်လာတို့အဲဒီဇယ်တို့အဆရှိတဲ့အရာတွေချစ်လို့ဆောင်ရလုဆောင်မလို့စက်ပစ္စည်းတွေနဲ့ပတ်တိုင်အစ်စ်ဝင်လာတာမျိုးလေးတွေချစ်လို့ဆောင်ရလုဆောင်မှာမိမိတို့အနေနဲ့ကိုပိုင်းလုပ်ငန်းလေးတွေစတင်ခြင်းနဲ့တဦးတည်းတယောက်တည်းလုဆောင်ခြင်းမိမိအမိခံလုပ်ရှင်းတဲ့ အဲဆက်တူလုပ်ငန်းတွေဆွေမျိုးသားချင်းတဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့အဆုရှယ်ယာတွေထည့်တာမျိုးရမိတ်ဆွေတွေရဲ့ကံကိုချစ်တိုးကောင်းမှုပြီးတော့အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်ပါလေအရှိရေးလူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်တော့မေတ္တာရေးစမ်းအရှိရေးကအားကောင်းနေပြီးတော့ဖူးစာရှင်ပေါ်တရှင် သို့မဟုတ်လို့ရှိရင်အရှိရင်နဲ့ပတ်သက်လာရင်မိမိချက်သောမြန်လို့သောသူကနေပြီးတော့ပြန်ပြီးတော့အဖြေရခြင်းအဆက်အသွယ်ပြန်နေတော့သမီးကြီးစားတွေပြန်လဲအဆက်အသွယ်ရရှိခြင်းတွေကြုံရတတ်တဲ့အတွက်တော့အရှိရင်နဲ့ပတ်သက်လာရင်တော့ဘာလို့မဆိုရှိလို့ဆောင်ရပြီးတော့စူးစားရင်ကြီးစားလဲရဂံကောင်းရင်အိမ်တော်တော်ကြာသွားပါအောင်မယ်အိမ်တော်ကြာလို့ရှိရင်လည်းဆရာငင်သားမင်္ဂလာရလာရွေးလို့ရပါလေခင်ဗျာကောင်းပြီမိတ်ဆွေတို့အနေနဲ့သမီးကြီးစားတွေအနေနဲ့အရှိရင်နဲ့ပတ်သက်လို့ရှိရင်စုပ်ပေါ်လက်ပေါ်ဝင်လာတက်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ တို့အပြင်မိတ်ဆွေတို့ဒီတလားတာပေါ်တယ်မှာနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးရက်ဝင်းခရီးသွားနဲ့ပတ်သက်လို့ချိတ်တို့ဆောင်ရလှုပ်ဆောင်မှာတိုးတက်ရှင်ကံကောင်းခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်။ယာဟုတိုးဖို့ယာဟုတက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများယာဟုတိုးခြင်းယာဟုတက်ခြင်းတွေကြုံရနိုင်သောကာလပတ်တာပိုင်းခြားဖြစ်ပြီးတော့အဝေးတက်နေရတာနေပြီးတော့ဆွေမျိုးသားချင်းညီအစ်ကိုမောင်နှမတွေရဲ့အထောက်အကူတွေ အခုအညီတွေအဆက်အသွယ်တွေရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်စာရုပ်စာရန်ကိစ္စနဲ့ပတ်သက်လို့ချိတူဆောင်ရွက်လို့ဆောင်မှာငွေကြေးဆိုင်ရာကိစ္စလေးတွေမှာတော့ချိတူဆောင်ရွက်ပြောဆိုရင်အောင်မြင်ခြင်းအသာတင်တဲ့တုတ်တက်ရှင်တွေရရှိတတ်တယ်လို့ငကုကသာသမီမရရှိသောမိတ်ဆွေများသာသမီရရှိတာမျိုးသာသမီစုပန်တာမျိုးတွေမှာချိတူအားသာကောင်းမှုပြီးတော့ကံကောင်းစီတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာ ထို့ပြင်ရေရှားမြေရှားပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လို့ရှင်လဲမထင်မှန်ဖြစ်တဲ့ခီးသွားရခြင်းတွေရဝေးခီးကိုသွားရတတ်တော်လားဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ မိတ်ဆွေတို့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အစာအိမ်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးလေကြောင်းနဲ့ပတ်သက်တာမျိုးလေးဒီမှာသတိထားဆင်ခြင်ပေးရလိုအပ်ပြီးတော့ငါကိုကယောဂဟောင်းကိုအသစ်ပြန်ဖြစ်တာမျိုးလေးတွေယောဂဟောင်းအချိန်ကရှိသောမိတ်ဆွေများ1 byte ကိုအစာအိမ်လိုစီးလိုနဲ့ပတ်သက်တဲ့မိတ်ဆွေများအဖို့ကတော့ဒီကာလအတွက်ဒီမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီရာလေးတွေကိုပုံမူပြီးတော့အဲသတိထားပြီးတော့အပူဆက်စားတွေတွေးတိုးတွေးတတ်စားတွေသတိထားဆင်ခြင်စားသုံးမှာယောဂဟောင်းကအသစ်ပြန်ထားခြင်းမျိုးတွေကြုံရတတ်တာလို့ကျွန်တော်ဘာမှစွစွဝါမရှိတာပါဘူးအကယ်၍ကျမ်းမာရေးညံ့ရဲ့စွစွဝါညံ့ရဲ့ပြီးဆိုရင်တော့ မကောင်းတဲ့အတ္တပညာတွေအတိုက်ခိုက်တွေစုံတိုက်တွေနှတ်တိုက်တွေတတိုက်တွေပြူစားတိုက်ခိုက်ခြင်းခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားစဉ်းစားမိရအတွက်တော့လူအကြောင်းထက်လောင်းပြောကြလိုက်ပြစီမချိန်မှဖဲနဲ့ OA ချမ်းပြီးပိုင်ဆိုင်ရတာမျိုးအသစ်ဆောက်ရတာမျိုးနေရာတိုင်းရင်းအသစ်တွေရရှိတာမျိုးပိုင်ဆိုင်တာမျိုးတွေကြုံရတတ်တယ်လို့ငကုကသာသမိကိစ္စတွေမှာပြောလို့ဆိုလို့မကောင်းတဲ့မိတ်ဆွေများသာသမိနဲ့ပတ်သက်လို့ရှိရင်စိတ်ချမ်းသာခြင်းသာသမိနဲ့ပတ်သက်လို့တပည့်လက်သားလက်အောက်ငယ်သားနဲ့ပတ်သက်ရင်များစွာအကူအညီရရှိတတ်သောလက်ဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာ ဒါအပြင်မိတ်ဆွေအဲတနေ့ဦးလေးသားသမီးများဒီကလာတာတော့ဒီမှာဆိုရင်ငွေကြေးနဲ့ပတ်သက်လာရင်တော့အနှဲငယ်လေးအခက်အခဲအကြံ့ကြာလေးအဲကြုံရနိုင်ပေမဲ့လက်လွန်ထားတဲ့ငွေကြေးတွေမှာရှေ့ကိုဆောင်ရလုဆောင်ခြင်းငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုမဆိုအဲဆွမ်းနာလို့ပေါ့မိမိကိုယ်တိုင်ဥစည်းဥဆောင်ပြီးပြောဆိုလုပ်ခြင်းတွေကအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အိမ်အောင်ရှင်မရဖို့ကတော့အိမ်အောင်ရေးမှာတုံးနဲ့တူတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ရေကိုပြဿနာတက်ရတာမျိုးတွေဒီကြုံရတက်တယ်လို့အိမ်တွင်းရေးကိစ္စလေးတွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်တာမျိုးမိသားစုကိစ္စလူမျိုးရေးကိစ္စအိမ်တွင်းရေးမှာ ဂျားလူတဦးတယောက်ကြောင့်အကြောင်းပြုပြီးတော့ပြဿနာပဋိပက္ခလေးတွေဂျုံဝတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဖြစ်နိုင်ရင်ဒီကာလမှာအမွေကိစ္စတွေအမှုကိစ္စတွေကကိုယ်ကိုယ်နဲ့ဥစည်းဥဆောင်မလုပ်ပါနဲ့ညံ့ပါလေအမွေကိစ္စလေးတွေအမှုကိစ္စလေးတွေမိသားစုအိမ်လူကြီးကိစ္စတွေမှာကိုပေးနိုင်ရင်ပြီးလိုက်ပါမပေးနိုင်လို့ရှိရင်မပေးနိုင်နဲ့ဘာလို့လဲဆိုတော့ အဲကိုကိုကိုကပြောရမှာကိုရဲ့အပြစ်မြင်လာတာမျိုးတွေကိုကိုဝေဖန်တိုက်ခိုက်တာမျိုးတွေကျုံကတက်တဲ့အတွက်တော့အိမ်ရေးကိစ္စအိမ်အောင်ရေးကိစ္စအဲမိသားစုရေးကိစ္စလေးတွေမှာတော့ဖြစ်နိုင်လို့ရှိရင်ကိုအထက်နိုင်ဆုံးနည်းနည်းလေးဟိုဥစားဆောင်ရတာမျိုးဝင်ပါပြီးပြောဆိုတာမျိုးလေးတွေအားနည်းစီလို့မိမိရဲ့အိမ်ရေးကိစ္စကိုသူတို့များကိုတုံးတရားကိုတွားပြီးတော့အကူအညီတောင်းလာမှထိုသူကကိုကိုပြောဆိုပြတင်လာမျိုးတစ်ဖက်မှာတော့မိတ်ဆွေတွေနဲ့ပတ်သက်လို့တစ်ဖက်မှာတော့ပြောပြောကိုနဲ့မလို့တော့မှအပြစ်တင်ဝေဖန်တာမျိုးတွေကျုံကတက်တယ်လို့တနည်းနည်းသားသမီးမိတ်ဆွေတို့ဒီလဟာ မိဟောင်းဆွေဟောင်းနဲ့ပတ်သက်တာမျိုးရီစာဟောင်းနဲ့ပတ်သက်တာမျိုးဖြစ်ခဲ့ပြီးတော့အဟောင်းတွေကိုကိုယ်ကိုတဦးတယောက်တစ်စုံတစ်ယောက်ကကြိုးကင်ချင်းချောက်ချင်းအကြက်တဲ့ဖြစ်ရှင်တွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတတိထားဆင်ခြင်ပေးရတဲ့အတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်အလောင်းမစားနဲ့ပတ်သက်ရင်တော့ကျွေတလဲကြက်ကုံမလုပ်ပါနဲ့အလောင်းမစားနဲ့ပတ်သက်ရင်လူလိန်ခံရခြင်းမျိုးတွေအဲအလောင်းမစားနဲ့ပတ်သက်ရင်တတိထားဆင်ခြင်ပေးရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီအပြောအပအားတို့အလောင်းမစားတို့မိခေါင်းဆူဟောင်းနဲ့ပတ်သက်ရင်တော့ အားနည်းစီတော့လာဖြစ်ပြီးတော့ဘာကိုမစိုးတတိကလေးကပ်ပြီးလောက်ခါမှာတော်ခါချမဲ့ကာလာပိုင်းခြားဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်လာရင်လည်းပညာရေးနဲ့ပတ်သက်ရင်ကိုလက်ရှိသင်ယူနေရတာတခုဖြစ်နေတာတခုအဲသင်နေရတာတခုဖြစ်ရှင်တာတခုဆိုပြီးတော့နှစ်ခုစိတ်တိုင်းမကြခြင်းတွေစိတ်မပြောခြင်းတွေဂျုံဝတ်တက်တယ်လို့မိအပေါင်းအသင်းမိတ်ဆွေတွေကြောင့်အဖက်ဝင်လာတာမျိုးလေးတွေကြံ့ကြတာမျိုးတွေဂျုံဝတ်တက်တဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တော့အားနည်းသောကာလဖြစ်တဲ့အတွက်တာမန်ထက်တော်ပို့ပြီးကြိုးစားကာမတော်ခါကြမယ်လဖြစ်ကြောင်းထက်လောင်းပြောကြားလိုက်ပြသည် ီလာတာတော့ဒီမှာမိတ်ဆွေတနင်္ဂနွေသားသမီးတွေအနေနဲ့ဘာကိုမဆိုမိမိတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘုရားသမီးတို့တနင်္ဂနွေသားသမီးတွေရဲ့အကူအညီကိုရယူပြီးပြောဆိုခြင်းဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်မှာအသေးချာပဲဖြစ်တယ်။အရေးကြီးသောကိစ္စရက်တွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဝါရောင်လို့ခဲရောင်လို့အစိမ်းရောင်လို့များများပါတော့အကြောင်းတွေကိုဝစ်ဆင်ပြီးတော့ပြုမှုဆောင်ရွက်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိစေမယ်လဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအပြာလေးနေနဲ့ဆိုလို့ရှိရင်တော့ နှစ်ကနသုံးကနခုနှစ်ကနနေတာမိတ်ဆွေတို့ရကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုကံကောင်းစီတော့လာဖြစ်ပါလေအကျိုးပြီးတော့အရဟာတော့တောင်ဆူးဆူးရဖြစ်ပြီးတော့စန်းတီယာရကတော့အရှိအယဖြစ်ပါလေခင်ဗျာ ဒီတက္ကသိုလ်တို့မှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့လိုရာကိစ္စကိုမသွားမီမိမိတို့ရဲ့လိုရာကိစ္စအမှုကလေးကိုမပြုမီမှာမိမိအိမ်ကနေပြီးတော့လေချွန်သွားတာမျိုးဖြစ်စီသို့မဟုတ်လက်ခုပ်လက်ဝါးကလေးတီးပြီးတော့လိုရာကိုကိစ္စကိုပြုမှုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီနဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာဒီလက္ခဏာတို့မှာမိတ်ဆွေတို့နေသားသမီးများအနေနဲ့အကျိုးပေးသောအစနာလိုပေါ့ ိုအချိုးပြီးတော့ကဏ္ဍအပြာလေးနေနေဆိုနှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိတ်ဆွေတို့ကကံကုန်တိုးတက်ပြီးတော့အဆင်ပြေနိုင်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒီလက္ခဏာတို့အတွက်မှာတတိထားစင်ရမှာတော့မိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းနေနဲ့ပတ်သက်လို့တတိထားပါအလားမစားအပြောဘာနဲ့ပတ်သက်လို့ညံပါတယ်လူမှုရေးကိစ္စလေးတွေဘာသာရေးကိစ္စလေးတွေပရိဟိတကိစ္စလေးတွေမှာကိုကစေတနာနဲ့ပုံညီလိုက်ပေမဲ့ဝေဒနာဖြစ်ရတာမျိုးလေးတွေရိုးစွဆွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီတစ်ချက်လေးပို့တော့တာမန်ထပ်ပို့ပြီးတတိထားစင်ရတဲ့အတွက်တော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါစီအိမ်လူရေးကိစ္စအမွေကိစ္စ မိသားစုကိစ္စအမှုကိစ္စလေးဒီမှာကိုကိုယ်တိုင်ဦးစီးဦးဆောင်မလုပ်ပါနဲ့တတိကားစီနေရအတွက်တော့လိုအပ်သောကာလဖြစ်တယ်။ဝေးကွာနေသောအိမ်တော်ပံများအဖို့ပြန်လဲအဆက်အသွယ်ရရှိခြင်းတရင်ကောင်းချခြင်းတွေကြုံရတတ်တယ်လို့မိမိတို့ရဲ့ဆွေမျိုးသားချင်းမိသားစုဝင်နေတဲ့အဆက်အသွယ်ပြတ်နေသူတွေအချုပ်အနှောင်ဖြစ်နေသူတွေလုံးဝအဆက်အသွယ်ပြတ်ပြီးပြောင်းနေသောသူတွေပြန်လဲရှာတွေ့တာမျိုးအဆက်အသွယ်ရတာမျိုးတွေကြုံရတတ်တယ်လို့အချုပ်အနှောင်အနေနဲ့လွတ်ဖြစ်နေတဲ့သူမိတ်ဆွေများအချုပ်အနှောင်လွတ်ရှင်းနေတဲ့တရင်ကောင်းချခြင်းတွေကြုံရတတ်သောကာလဖြစ်ပြီးတော့ညီကောင်မနှမကိစ္စလေးတွေကြောင့်ငွေကြေးထောက်ကူရရှိတာမျိုး မိသားစုဆွေမျိုးသားချင်းတွေကြောင့်အကူအညီရရှိတာမျိုးတွေဂျုံကတက်တော်ကာလဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဆက်လူလုပ်ငန်းတွေအကျိုးပေးပါတယ်အဲစေဝါလုပ်ငန်းတွေအကျိုးပေးပါတယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အစုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးငွေကြီးနဲ့ပတ်သက်တာမျိုးနိုင်ငံခြားပတ်စုဗီဇာလုပ်ငန်းဒီလိုလုပ်ငန်းတွေမှာချိတ်လို့ဆောင်ရအားသာကောင်းမှုတို့တက်ပြီးတော့ဘာလို့လုပ်လို့တနေ့ကနေတနေ့ကနေချင်းတွဲလောက်တာမျိုးတွေဟာကံကိုအားနည်းစေပြီး အစ်မပြေမှုတွေများစွာကြုံရတတ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါသတိထားပြီးပါတနည်းဦးနေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးသို့မဟုတ်တောက်ကြသားသမီးတွေနဲ့ပေါင်းစုလုပ်တာမျိုးတွေမှာသတိထားဆင်ခြင်ပြန်လိုအပ်ပါလေဒါအပြင်အနောက်ဆူဆူရက်ကိုခရီးထွက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုထစ်မငော့ပြီးတော့ကံအားနည်းစီတော့ကာလဖြစ်တဲ့အတွက်သတိထားဆင်ခြင်ပြန်ပါအပန်းရောင်မိုးရရောင်ပန်းရောင်မိုးပြရောင်လေးဒီမှာတတိထားဝစ်စင်ပြီးပါမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလေးတွေမှာအကြံအကြာလေးတွေကြုံရတတ်သောကာလအပိုင်းရှားဖြစ်ပါတယ်စေတနာတွေမပူပါနဲ့ဝေဒနာဖြစ်ရတတ်ပါတယ် စေတနာကောင်းတာမှကံကောင်းမယ်ဆိုပေမဲ့ဒီကလာဟာဘာသာတရားများများလို့ဖို့လိုအပ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြစီဗဇက်ကဖရာလက်ကကာယဖြစ်တဲ့အတွက်မိမိတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြရင်အထိုက်ခိုက်တွေပေါ်ထက်တယ်လို့လုပ်ငန်းသူအလုပ်သူတွေကနေပြီးတော့မလိုမုန်းထားဂုန်းထားတဲ့စကားလေးပေါ်တက်ပြီးတော့ပြဿနာတွေကိုလိုက်မရှင်းပါနဲ့ပြဿနာတွေရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဖရာတက်တဲ့အတွက်အချိန်တိုင်းရင်မှန်တဲ့သူကအဖြစ်မှန်သွားမှာပါလို့ထပ်လောင်းအကြံပေးပြစီရှင်းကမှဒေါသကိုမနေနိုင်မဲနဲ့ခြေတန်းပြန်ပြီးလောက်ကမှအမဟာလေးတွေပါတက်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီခင်ဗျာ လုပ်ငန်းပြိုင်အလုပ်ပြိုင်နေရအတိုက်ခိုက်နေတဲ့ကြုံရတဲ့ဘက်တော့သတိထားစီနေပြီးရလိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာဒါကပြင်တနင်္ဂနွေသားသမီးတွေဒီလမှာအထူးသတိထားရမှာကိုယ့်ပါဇက်ကနေပြီးတော့ဖြစ်ရှင်တဲ့ຢာတွေကိုကြိုတင်ထုတ်ဖို့ပြောဆိုတာလေးတွေဟာထင်ငေါ်ကြံ့ကြပြီးအစင်မပြေမှုတွေဖြစ်တတ်ကြောင်းသတိထားစီလို့ကြောင်းဆရာကထပ်လောင်းပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွေအယောင်းဖက်စီကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဈေးရောက်ကောင်းစီရန်အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဟို သတင်းစာစက်ကူကလေးကိုတေဝင်းလေးနဲ့စီးပြီးတော့လိုက်လိုက်ပါအလုံးလေးလိုက်ပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဘယ်လက်နဲ့ခုနှစ်ချက်တိတိအသက်အောင်ပြီးတော့ရိုက်ပြီးတော့ရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးတော့ရောင်းရပါစေရောင်းရပါစေရောင်းရပါစေဆိုရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးခုနှစ်ချက်တိတိရိုက်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုလိုက်ရိုက်လိုက်ပါဒါဆိုရင်အယောင်းတွအယောင်းဖတ်သွားစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးတော့ပြုလုပ်ရမယ်ရေရေအနေနဲ့မပြောမိ ဇန်နာဘီလီမီချင်းရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတခြား7902204116ဥပ္ပါအတယ်လီဂရမ်မှာဖြစ်စေဗိုက်ဘာနံပါတ်6635050နှစ်မှာဖြစ်စေဆက်သွယ်မိများနိုင်ကြောင်းထပ်လောက်ကြော်ညာဝင်နေတဲ့လည်းလေတာမိမိတ်ဆွေတို့အဋ္ဌကံပြုလို့တဲ့ဇန်ငယ်ရဲ့မိတ်ဆွေတို့လေတာမိမိများအဋ္ဌကံပြုလို့တပဆိုရင်တော့ဖြင့်ဝိဆာစရဏတမန်တော့ ဝိစာအတိပညာစရဏအကျင့်မှာပါကြီးမြတ်တော်မူသောမြတ်စွာဘုရားဆိုတဲ့ဘုံတော်လေးကိုအာယုပြုဒီနေ့ကိုပတိသုံးပတ်လုံးနဲ့၁၇ရက်တိတိအတိတ်ကြောင့်ဝင်လာရင်အခက်အခဲဆိုတာဘာလဲလို့မေးရလာအောင်စင်ပြအောင်ရင်တိုးတက်လာမှာအတိအကျပဲဖြစ်ကြောင်းနဲ့ချွေဝင်တက်ပါတယ်ဖုံးဆက်ပစ္စည်းဆိုင်ကလက်ဆောင်ပစ္စည်းတစိုးပန်လာရင်အထောက်အကူရရှိတတ်တော်လားတပည့်လာတာတွေရဲ့အကူအညီကိုများစွာရရှိတတ်တော်လားဖြစ်ပါတယ်အဆက်ဆက်အရာအစဉ်ပြေအောင်းမှုပြီးတော့ငွေကြီးအစဉ်ပြေစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ ငွေကြေးကအားကောင်းစီပြီးတော့ပြီးတော့မှရေရာအနေနဲ့ဆိုရင်တော့မိမိတို့ရဲ့အိမ်ကဖျားမှာနော်မိမိတို့ရဲ့အိမ်ကဖျားမှာနေစဉ်နေတိုင်းသို့မဟုတ်ဖြစ်စေအဲတပတ်ကိုမိမိရဲ့မွေးနေ့တရက်မှာဝါစိမ့်နေဆိုတော့ဖျောင်းနိုင်လေအဝါရောင်တတိုင်းအစိမ့်ရောင်တတိုင်းအနိရောင်တတိုင်းဝါစိမ့်နေဆိုတဲ့ဖျောင်းနိုင်လေသုံးနိုင်ကိုမိမိအရင်မျက်စောဖျားမှာဖြစ်စေလုပ်ငန်းစည်းဆိုင်ရဲ့ဖျားမှာဖြစ်စေပူဇော်ထွင်ပြီးတော့ဝါစိမ့်နေဖျောင်းနိုင်သုံးနိုင်တောက်တော်ရီသုံးွက် ဒါပြီးတဲ့အခါမိတ်ဆွေတို့အမွှေးတိုင်းသုံးတာဒါလေးတွေကိုပူဇော်ပြီးတော့မိမိတို့ရဲ့အိမ်ဖျားမှာတကယ်လို့အမွှေးတိုင်းတွေပါလေဆိုတချို့ကြတော့အဲပူဇော်လေးပူဇော်တာမရှိလို့ရှင်လေရပါလေအဲဝါစင်းကြီးပြောင်းနိုင်သုံးတိုင်းတောက်တော်ကြီးသုံးခွက်နဲ့မိမိအိမ်ကမျက်စွာဖျားမှာနော်လူတန်းပြီးတဲ့အခါအဆက်ဆက်ရရအောင်မြင်စင်ပြီးပါစေဆိုပြီးတော့ဆရာတို့အဲမိမိတို့ရဲ့အခက်အခဲအကျတဲ့မှန်တယ်များကိုအစီအပြေစီရန်တို့ဂျေးစီကလေးကိုသုံးချက်ပြီးပြီးတော့လူရကိစ္စကိုအောင်မြင်ရင်ငွေကြေးကိစ္စဈေးဆိုင်လက်ပိတ်နေတဲ့ຢာတွေအားလုံးပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရရအစီအပြေအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ တနေ့နေ့သားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းပြမှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိတ်ရောက်စေတောက်တန်းကစားနိုင်ကြပါစေကြောင်းနဲ့ဆရာဟောခဲ့တဲ့အချက်ကလေးတွေမှာအစိုးဥမှန်သမျှအကျိုးမပေးတော့အရာကံမဲစီတော့အရာမှန်သမျှဒီမိတ်ဆွေတို့ကမထီရောက်မတက်ရောက်မဆိုင်နေတဲ့ဆရာဟောတဲ့အချက်လေးတွေမှာကောင်းသောကိစ္စကောင်းသောအရာတွေကသာမိတ်ဆွေတို့အတွက်တိတိမိမိနဲ့အောင်မြင်မှုတွေရရှိပြီးအောင်မြင်မှုပေါင်းတရာခုစောင့်ကြပါစေကြောင်းဆုတောင်းဖတ်ပနာပြုရင်းနဲ့တနေ့နေ့သားသမီးတွေအားလုံး 这样的我老熟家吧，怎么样？冬天冷嘛，别人熟家了，我呀，你是的嘛的。